သုဘဒပြေပိုင်ဝိထုအာဂသေအစရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ကုသီနာယုံပြီးဝဲအကွေ့ဖြစ်သောမန္လာမင်းတို့ဤအင်ချင်းဥယျာဉ်၌ပရိနိဗ္ဗာန်ပြုအပ်သောညောင်သောထ၌လျောင်းဆက်တော်မူစဉ်သုဘဒပြေပိုင်ကိုအကြောင်းပြု၍ဟောတော်မူလေ၏သောသူဘဒပြေပိုင်ကလွန်လေပြီးသောအခါ၌ညီနှင့်အကိုနှစ်ယောက်သည် တကြိမ်ဆိုင်ပြိုးသောသဘာ၌ကိုးကြိမ်တိုင်းတိုင်းအူအဖျားဟူသော အလူကိုပေးလူလက်သည်ရှိသောအလူပေးလူခြင်းကအလိုမရှိခြင်းကြောင့်သုံးနေကရှန်နေခဲ့၍အဆုံး၌ပေးလူလေ၏ထို့ကြောင့်ပရမဘောရီ၌၎င်းမေသီမဘောရီ၌၎င်းမြတ်စွာဘုရားကိုဖူးမြင်ခြင်းကမရခဲ့ရှာလေတည်းပေသီမဘောရီ၌ကမြတ်စွာဘုရားသည်ပရိနိဗ္ဗာန်ပြုရန်ကာလရောက်လက်တော် ငါသည်သုံးပါးသောပြဒနာတို့၌မိမိ၏ယုံမှခြင်းကိုအသက်ရွယ်ကြည့်ရင်ကုန်သောပြိပိုက်တို့ပြိပိုက်ယဟန်တို့ကိုမေးမြန်းပြီးလည်းယံဂေါရမကိုကငေဤဟူသောအမှတ်တင်းများဖြင့်မမေးမီယံဂေါရမအားယံဩရကမအားလည်းယခုအခါပရိနိဗ္ဗာန်ပြုတော်မူအံ့သောအခါဖြစ်၏။နောင်သောအခါငါအားယဟန်ဂေါရမကိုမမေးမီမမေးလိုက်မီသောအကြောင်းကြောင့်နှလုံးမသားရခြင်းသည်ဖြစ်ရ၏ဟုနှလုံးပြုလျက် မြတ်စွာဘုရားသူအရှင်းကလေသောကြောင့်ရှင်အနန္ဒမထေရီတာမြေအပ်တော်လဲမြတ်စွာဘုရားသည်အခွင့်ပေးခြင်းပြုတော်မူသည်ဖြင့်ရှင်သာအနန္ဒာသူဘဒသူဘဒပရပိုက်ကို မတားမြစ်လင့်ငါဘုရားကို ပြတနာမေးပါသည်ဟုမိန်တော်မူလတ်တော်တင့်တည်းအတွင်သို့ဝင်သေး၍ညောင်သောအောင်၌နေလျက်အိုးအရှင်ယံဂေါတမအတုပါဏီကောင်းကင်၌ရှင်ယာမိသည်ရှိပါသလောဤသာသနာတော်မှာအပ္ပနာယဟံမိသည်ရှိပါသလော မြေသောသင်္ကာရတို့မိတိရှိကုန်သလောဟုဤပြတနာတို့ကိုမိမ့်မြန်လေ၏ဒုက္ခသုဘရပရပိုင်အားမြတ်စွာဘုရားသည်ထိုရှေယာသတိတို့ဤမရှိခြင်းကိုမိန်ကြတော်မူလိုလျက်ဤကာရာတို့ဖြင့်ဟောကြားတော်မူလေ၏အာကာသေးဝဗရဏတ္ထိတမနောနတ္ထိဘာဟိရေပပင်းသာပိရတာပသာနိဗ္ဗာပင်းသာတရကတာအာကာသေးဝဗရဏတ္ထိတမနောနတ္ထိဘာဟိရေ င်္ခါရသတ္တရာနတိနတိဗုဒ္ဓနာမိန်သီတံအာဂာတိကောင်းငင်၌ဗရံရှိယာတိနတိဧဝမရှိသည်သာလျင်တိဘာဟိရေငါဤသာသနာတော်မှအပ၌တမနောမယဖူယယဟံမိတိနတ္တိဧဝမရှိသည်သာလျင်တိဗဇာတတဝါပေါင်းသည်ပပင်္စာဘိရတာတန္တရာသကုရှိရကုံသော ပပင်သာတရားတို့၌သာလည်းရင် အလုံးမွေလျောကြကုန်၏တထာဂရဘုရားရှင်တို့သည်နိဗ္ဗာန်ပင်သာတန်တရာသက်ကို ရှိတတ်သောပပင်သာတရားမရှိကုန်အာဂါတိကောင်းကင်၌ဗရန်ရှိရာသည်နတ္တိမရှိသည်သာလျင်သည်ဘာဤရေဤသာသနာတော်မှာအပ္ပ၌တမနောမယဖူရယံမိသည်နတ္တိမရှိတတရာမြေကုန်သော သင်္ခါရခန္ဓာ၅ပါးသင်္ခါရတရားတို့သည် နတ္တိမရှိကုန်ဗုဒ္ဓနံဘုရားရှင်တို့အားအိသိတံဒနာမာနဒိဋ္ဌိတို့ဖြင့်တုံလို့ရှင်သည်နတ္တိမရှိဒေသနာတို့ဤအဆုံး၌သူဗရပရိပိုက်သည်အနာဂမိဘို၌ဒီလေဤရောက်လာသောပရိသတ်အားလေအကျိုးရှိသောတရားဒေသနာဖြစ်တော်မူလေဤသူဗရပရိပိုက်ဝိထုပြီဤအလုံးပေးပြာဝိကွာ၍ကိုယ်စိတ်နှမြကြမ်းမှဆန္ဒကြပါသည်